မင်္ဂလာပါရှင် ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဖလပိုင်နိုင်ငံငလျင်နောက်ဆက်တွဲအကျဉ်းကြီး600ကျော်လှုပ်ခတ်ခဲ့ပြီးတော့တေဆုံးသူ900နီးပါးမြင့်တက်လာတဲ့အကြောင်းဖော်ပြပေးကြပါရစေဖလပိုင်နိုင်ငံအလဲပိုင်းမှာပြင်ရ6.9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာတေဆုံးသူက80နီးပါးရှိလာတဲ့အကြောင်းတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိတဲ့သူတွေကအတည်ပြုပြောကြားလာပါတယ် ဖိလစ်ပိုင်မိတော်နဲ့မြင်းလင်းဆိုင်ရာသိပ္ပံဌာနကဆူနာမီသတိပေးချက်ကိုရုပ်သိမ်းလိုက်ပြီးတော့ပင်လယ်ရင်းနဲ့ပြင်လှိုင်းအတက်အကျကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုတွေဟာတိတိတသားကြော်လွန်သွားခဲ့လို့ဆိုပါရယ်။စေဘုံပြည်နယ်အစိုးရကတော့တဘာဝဘေးဆိုင်ရာအရေးပေါ်အခြေအနေကြီးညာထားပြီးတော့ရဲစစ်တပ်အားပြန်လည်ရရှိဖို့နဲ့ငလျင်သိမ်းတဲ့သူတွေကိုအကူအညီပေးရတဲ့အတွက် အပူတပြင်းတွေလှုပ်ဆောင်နေပါဗျ။ငလျင်ကြောင့်ဒဏ်ရာရတဲ့သူတွေနဲ့တခြားသူတွေကိုစေယုံအစားအုံပြပမှကုသမှုပေးနေပါဗျ။အင်္ဂါနေ့က6တသမ9အဆင့်ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာနောက်ဆက်တွဲငလျင်က613ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ဖိလစ်ပိုင်မီးတောင်ဆိုင်ရာအေဂျင်စီကထုတ်ပြန်လာပါဗျ။ငလျင်ဒေသကလူတွေကတော့မနေ့ကညကလမ်းပေါ်ထွက်ပြီးတော့အိတ်ခရရတယ်လို့လည်းဆိုပါဗျ။ ဖိလစ်ပိုင်သမ္မတဖာရီနမ်မာကို့စ်ဂျူနီယာကတော့ပြည်သူတွေအနေနဲ့သတိရှိရှိနေထိုင်ကြဖို့နဲ့ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းတဲ့ကြေညာချက်တစ်စောင်ထုတ်ပြန်ထားပြီးငလင်သိမ်းပြည်သူတွေနဲ့အတူတူများစွာထိခိုက်ခဲ့ရတယ်လို့လည်းဆိုပါရယ်။ငလင်ဟာဆာရီမီဂျီယိုအပါအဝင်စီဘူမြောက်ပိုင်းမှာအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ပါရယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အစားအစာနဲ့ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေအတွက် အထောက်အကူဖြစ်စေဖို့အကြီးစားဆက်ကရိယာတွေကိုတောင်းဆိုထားတဲ့အကြောင်းဆန်ရီမီဂျီကိုဒုတိယမြို့တော်ဝန်ကဆိုပါရယ်မိုးသက်တမ်းစွာရွာသွန်းနေပြီးတော့လျှက်စစ်မီမရှိတာကြောင့်အကူအညီလိုအပ်နေပါရယ်အထူးသဖြင့်တော့ငလျင်ကြောင်ထောက်ပံ့ရေးလိုင်းတွေပြသပြီးတဲ့နောက်ရေရှားပါလာတဲ့အတွက်မြောက်ပိုင်းမှာအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါရယ် ဒါအပြင်မိုလေဝသသုတေသည့်အွန်လိုင်းကလည်းဘင်္ဂလားပင်လယ်အော်နဲ့အရှေ့ဖိလစ်ပိုင်ပင်လယ်မှာဆိုင်ကလုန်တိုင်ဖုန်းမုန်တိုင်းဖြစ်နိုင်ခြေကတရားရဂိုင်းနှုန်းရှိလာပြီးတော့ဘင်္ဂလားပင်လယ်အော်ကအင်းဘတ်91ပီကတော့နောက်24နှစ်အတွင်းမှာဆိုင်ကလုန်မုန်တိုင်းဖြစ်လာနိုင်ခြေမြင့်တက်လာတဲ့အကြောင်း JTWC ကထုတ်ပြန်ထားပါတယ်အင်ဗတ်91ပီကမုံတိုင်းပြစ်လာပြီးအိန္ဒိယနိုင်ငံမြောက်ဘက်ကမ်းခြေကိုသာရွေ့ရှားနိုင်ပြီးတော့ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကအင်ဗတ် 93W ဖိလစ်ပိုင်အမည် ပါလိုကတောင်တျောပင်လယ်တွေကိုရောက်လာပါမယ်မြန်မာနိုင်ငံမှာဖြစ်တိုင်းနဲ့မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကိုတော့ဖော်ပြပေးခဲ့ပြီးလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းကန်ကြီးတောက်မြို့မာစီဟောင်းမီးလောင်ပြီးတော့ဆိုင်ငံအများပြားဆုံးရှုံးတဲ့အကြောင်းဖော်ပြပေးကြပါမယ် မီလာမိုမှာစက်တင်ဘာ30ရက်ည9:00နာရီကျော်ကဖြစ်ပွားပြီးတော့မီလာမိုကြောင့်အမှတ်၁ရပ်ကွက်ကန်နာလန်မြို့မစည်တဲ့နယ်မျက်နှာချင်းဆိုင်မှာရှိတဲ့ဆိုင်ကန်းပေါင်း၈ခန်းလောက်မီလောင်ဆုံရှုံခဲ့တယ်လို့သိရပါတယ်။မီလာမိုအကောင်တော့မိနစ်ပိုင်းအတွင်းဈေးဆိုင်ကန်တွေမနဲ့မီးတွေကိုပါသွားတယ်။မီးတွေပါသွားတဲ့ဆိုင်တွေကတော့အဆုံပါပဲဆုံရှုံမှုများပါတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့တိုင်ဖုန်းမုန်တိုင်းဖူအားလိုင်းကြောင့်ဗီယက်နမ်မှာရေပြီးဒုက္ခကြုံတွေ့နေရတဲ့ကြောင်းဖော်ပြပေးကြပါမယ်။တိုင်ဖုန်းမုန်တိုင်းဖူအားလိုင်းငွေရောက်တိုက်ခတ်ပြီးတဲ့နောက်ဗီယက်နမ်နိုင်ငံနယ်အန်ပြည်နယ်မှာနေထိုင်တဲ့သူတွေဟာစက်တင်ဘာ30ရက်ကခေါအောက်ပိုင်းနဲ့တဲ့အထိရေကြီးရေရှာနေတဲ့နေရာတွေကိုဖြတ်တန်းသွားနေရပါတယ်။ရေကြီးလို့နေအများပြားရှင်နေမြုပ်ခဲ့ပြီးတော့ပရိဘောကတွေနဲ့အုံဆောင်ပစ္စည်းတွေနေမြုပ်ခဲ့တယ်လို့တချို့အိမ်တွေကတော့ပစ္စည်းတွေကိုဆဲပြီးတော့အိမ်သုံးပစ္စည်းတွေကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အသက်56နှစ်အရွယ်ငိုထိလွမ်းကတော့ဒီလိုမုန်တိုင်းကြတာတကားမှမတွေ့ဘူးဘူးအင်ခေါမိုးတွေလွင့်ထွက်ပြီးတော့မနက်3နာရီလောက်ကလေးကရေတွေအစမပြတ်တက်လာပါတယ်လို့ဆိုပါရယ်အသက်54နှစ်အရွယ်ငိုထိလန်ကတော့တန်ရှင်းလို့ဖို့ကြိုးပမ်းရုန်းကန်နေရပြီးတော့သူ့အိမ်သုံးပစ္စည်းတွေအားလုံးရေမြုပ်နေတယ်လို့ဆိုပါရယ်ဗီယက်နမ်နိုင်ငံမှာမိုးသည်ထန်လို့ဟနွိုင်းနယ်မြောက်ပိုင်းပြည်နယ်တွေမှာရေကြီးရေရှမ်းခဲ့တာပါ အခုနှစ်အတွင်းအစိုးရစုံမွန်နိုင်အပြင်ဘူဝါလိုင်းမွန်နိုင်ဝင်ရောက်တိုက်ခတ်ခဲ့လို့တင်ဆောင်သူ19ယောက်တည်းမြင့်တက်လာခဲ့ပြီးတော့နောက်ထပ်လူ22ယောက်ပျောက်ဆုံးနေတုန်းပဲလို့ဗီယက်နမ်အစိုးရကဆိုပါရယ်ဘူဝါလိုင်းမွန်နိုင်ကတော့စက်တဘာ29ရက်မှာဗီယက်နမ်နိုင်ငံအလယ်ပိုင်းကနေကုန်းတမိုင်းစီဝင်ရောက်ခဲ့ပြီးတော့ပင်လယ်ရေလိုင်းကြီးတွေလေပြင်းနေတဲ့မိုးသဲတာတွေဖြစ်ခဲ့ပါတယ်။လူ88ယောက်လည်းဒဏ်ရာရရှိခဲ့ပြီးတော့လူနေအင်ဂျင်တသိန်းကျော်ပျက်စီးခဲ့ကနေအန်းနဲ့ဟွာဒီပြည်နယ်တွေက စပားနယ်ကောက်ဘဲသီးနှံဟက်တာတထောင်ကျော်ရင်းနှီးမြှုပ်ခဲ့တယ်လို့အစိုးရကဆိုပါတယ်။ဆက်လက်ပြီးတော့တာချလေးမြို့မှာတနေ့အတွင်း18ကြိမ်မြောက်ရေကြီးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရေကြီးမှုတံကိုဆက်တိုက်ခန်းစားနေရတဲ့တာချလေးမြို့မှာတော့တောင်ကျေစီစင်တာကြောင့်မဲဆိုင်ချောင်းရီမြင့်တက်လာကအောက်တိုဘာ၁ရက်နေ့မနက်ပိုင်းကစလို့ဗိုလ်ချုပ်လမ်းမကြီးအပါဝင်အနေမရက်ွက်တွေမှာရေကြီးရေရှာမှုဖြစ်ပွားလျက်ရှိတယ်လို့ဒေသခံတွေကသိရပါဗျ။ အခုအချိန်ရေကြီးတာဟာတာချင်းလင်းမြို့မှာတစ်နှစ်အတွင်း18ကြိမ်မြောက်ဖြစ်ပြီးတော့ရင်းမြို့ရဲ့စွန်းရင်မှတ်390စင်တီမီတာထက်ကျော်လွန်ကဆေဘေကမြင့်တက်ပြီးတော့မဲဆိုင်ချောင်းရီဟာလာမယ့်နောက်တရက်အတွင်းမှာ3ဘေကမြင့်တက်လာနိုင်ကြောင်းမိုးလေဝသကဒီနေ့မနက်8နာရီခွဲမှာထုတ်ပြန်လာပါတယ်။ရေကြီးတာကြောင့်တာချင်းလင်းမြို့မှာရှိတဲ့ဗိုလ်ချုပ်လမ်းမကြီးနဲ့မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့တာလော့ပုံးထော်မကဟုခန်းဆန်ဆိုင်ကခရပ်ကွက်မှာရှိတဲ့လမ်းနဲ့ နေနေတွဲမှာရေတွေဝင်ရောက်ပြီးတော့ရေကြီးရေရှမ်းမှုဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါဗါးကားရန်တွေကအခုဆိုရင်ရေချောင်းတွေဖြစ်နေပြီးနုံးဆဲတာလည်းနလန်မထူနိုင်တော့ဘူးတာချက်လေးတစ်မျိုးတည်းရေကြီးတာကိုမတားနိုင်တော့ဘူးဒေသတစ်ခုလုံးကလုံရတော့မှတာချက်လေးမျိုးပုံထုံးရနေသူကဆိုပါတယ်မဲဆိုင်ချောင်းရင်မြင့်တက်လာတာကြောင့်မြက်ကန်းဤနဲ့နှိပ်ပိုင်းနေထိုင်သူတွေကြိုတင်သတိပြုဖို့နဲ့မြင့်ရင်မြင့်တက်လာရင်တော့အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးနှိုးဆော်လာပါတယ် ဆက်လက်ပြီးတော့ရှစ်ထက်ရေတံခွန်ကဖြစ်စဉ်ကအမေရိကန်သူရုပ်လောင်းတလောင်းထပ်မံတွေ့ရှိတဲ့ကြောင်းဖော်ပြပေးကြပါတယ်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်အုံကျော်ကြီးဝါအနီးရှစ်ထက်ရေတံခွန်တောင်ကလူ9ယောက်ပြိုကျမှုဖြစ်စဉ်ကနေအမေရိကန်နိုင်ငံသူရုပ်လောင်းတလောင်းကိုထပ်မံရှာဖွေတွေ့ရှိထားပြီးတော့တယောက်ကတော့ပျောက်ဆုံးနေစေလို့စေတနာမလူမှုကွန်ရက်အသင်းအုံကျော်ကသိရပါတယ်။စက်တင်ဘာ29ရက်မွန်းလယ်3နာရီဝန်းကျင်ကဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်အတွင်းမှာအန်ရဲကြုံတွေ့ခဲ့ရသူတွေဟာမန္တလေးမြို့မဟာအောင်မြို့နယ်အတွင်းမှာရှိတဲ့ကိုပိုင်ကျောင်းတစ်ကျောင်းကဝန်ထမ်းတွေဖြစ်ပြီးတော့ ော့နိုင်ငံခြားတာဝန်ထမ်းတွေရောအပါဝင်တယ်လို့သိရပါတယ်။တောင်ကြားရင်နဲ့အတူပြောကြခဲ့သူ၅ယောက်ကတော့ရုရှားလိုမျိုးမျိုးသားတယောက်ကိုအသက်ရှင်ရကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးတော့အမျိုးသမီး၂ယောက်ကိုတော့ညနေ၄နာရီဝန်းကျင်မှာတေဆုံးရပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ30ရက်မနက်၈နာရီဝန်းကျင်မှာတော့ကြန့်ရှိနေတဲ့ပျောက်ဆုံးနေသူ၂ယောက်ကိုရှာဖွေရေးလုပ်ငန်းတွေစတင်လုပ်ဆောင်ခဲ့တာမှာမနက်7နာရီခွဲဝန်းကျင်မှာတော့ရုပ်လောင်တလောင်းကိုထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့စစ်တနာမုံလူမှုကွန်ရက်အသင်းအုံကျော်ကတောင်းရှိသူကဆိုပါတယ်။ ဒီနေ့တွေ့တဲ့ဓာတ်ပေါ်တွေကကျွန်တော်တို့မနေ့ကဓာတ်ပေါ်တွေတွေ့ခဲ့တဲ့နေရာရဲ့အောက်ဘက်တတော်ဝေးမှပြန်တွေ့ခဲ့တာသူကဟိုအောက်ကိုရောက်သွားတာဂျန်နဲ့တယောက်ကိုလည်းဆက်ရှာပေမဲ့ဒီနေ့လည်းမတွေ့သေးပါဘူးမနက်ပိုင်းရှာဖို့ထပ်ပြီးစီစဉ်ထားတဲ့လူတစ်ကောင်ကဆိုပါတယ်ဂျန်ရှိနေသူတယောက်ကိုဆက်လက်ရှာဖို့ရမှာတောင်ကြီးကြာစင်းတာဖြစ်နေတာကြောင့်အဲ့ဒီနေရာတဝိုက်ကရေနှင်းငယ်နောက်ကျနေတဲ့အပြင်မိုးရွာသွန်းမှုကလည်းရှိလာတဲ့အတွက်ရှာဖွေလုပ်ငန်းတွေကိုအနည်းငယ်အခက်တွေ့စေတဲ့အနေအထားမှရှိခဲ့တယ်လို့၎င်းကဆိုပါတယ် ညနေ6နာရီဝန်းကျင်မှာတော့ရာသီဥတုအခြေအနေကြောင့်ရှာဖွေမှုကိုရပ်ဆိုင်ခဲ့ပြီးတော့အောက်တိုဘာတရက်နေ့မနက်ပိုင်းမှာတော့ကြန့်ရှိနေတဲ့တရက်ကိုဆက်လက်ရှာဖွေသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ရေကုံဆိုတော့ကကြောက်ဆောင်လေးလည်းတော်တော်များများဆိုတော့ပျောက်နေတဲ့တရက်ကလှိုင်ငွေပဲဝင်နေသလားကြောက်ဆောင်ကြပဲညံ့နေသလားပေါ့။အောက်မှာလည်းကျွန်တော်တို့ပိုက်စိတ်တိုက်ရှာတာဆိုတော့အောက်မှာတော့မရှိဘူးလို့ဆိုပါတယ်။ဒီနေ့မှာတော့ရှာဖွေလုပ်ငန်းကိုမြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့မန်လီတိုင်ယုံကရှာဖွေကေဆေးအဖွဲ့ဝင်တွေမျိုးနွယ်နဲ့အခြေခံ ညီနောင်အဖွဲ့တွေနဲ့သက်ဆိုင်ရာအဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့မှပြန်လည်တွေ့ရှိခဲ့တဲ့ရုပ်လောင်းကိုတော့စေတနာမုံလူမှုကွန်ရက်တဲ့အွန်ကျော်အတင်းကနဲ့ပြုံးလွင်စီရင်ကိုထပ်မံပို့ဆောင်ထားတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့ရန်ကုန်ပကံရထားလမ်းကဒတိုင်းတွေကျွန်းကြလို့ခီးစင်တွေရန်နာထားရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မိုးများပြီးတော့ရေစီးကြားကရေတက်ခဲ့လို့ရန်ကုန်ပကံရထားလမ်းမှာရှိတဲ့ဒရာဆင်းရဲ့ အလဲကွန်ကရစ်တိုင်နေနင်းကြုံကျသွားတာကြောင့်ရန်ကုန်ပကံရထားလမ်းခင်းစဉ်ကိုယာယီရန်နာလိုက်ရတယ်လို့ပကံပူတာတာဝန်ရှိတဲ့တွေကဆိုပါတယ်။တောင်တင်းကြီးမြို့နယ်ဝက်ကသေးရွာအနီးမှာရှိတဲ့ဝက်ကသေးပူတာအနီးကရန်ပဲရထားတန်လန်းတရာရဲ့ကွန်ကရစ်လေတိုင်းစက်တင်ဘာ30ရက်နေ့က နှင်းကြသွားတာဖြစ်ပြီးတော့ရေကြတဲ့အချိန်မှာပြင်ဆင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ရေကြသွားချိန်မှာရထားလမ်းကိုပြင်ဆင်နေမှာဖြစ်တဲ့အတွက်သတင်းကြုံရုံပရက်ကာလမှာရထားပြန်လည်ပြေးဆွနိုင်ခြင်းရှိမရှိကရာသီဥတုပေါ်မှာမူတည်နေတယ်လို့ဆိုပါတယ်။တိုင်းစီစဉ်နဲ့လုံနေတာအခုကရထားနှင်းကြုံသွားလို့ယာယီရက်ထားတာပဲသိရတယ်။ဘယ်နှစ်ပြင်မလဲဘလောက်ကြာမလဲဆိုတာမသိရဘူး။တရားကရေကြမှပဲပြုတ်ပြင်လို့ရမှာရေကတော့မနေ့ကတည်းကနှစ်ပေလောက်ကြာသွားပြီးကုမနဲ့သိရတယ်။ ဝန်ကတိပူရနာမှာပေါ့တရာမှန်343လို့လဲခေါ်တယ်။တရင်ကြော့ရထားဆွဲနိုင်မလားဆိုရင်ရာသီဥတုအပေါ်မှာပဲမူတည်တယ်။မိုးကအဆက်မပြတ်ရွာသေးရင်တော့လုံးလို့မရသေးဘူး။မိုးမရဘူးပွင့်သွားမယ်ဆိုရင်တော့ဒါကကြားတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ယာယီဖြတ်လို့ရအောင်တော့လုပ်မှာပေါ့။လက်တလောကတော့တိုင်းတာဖို့ခက်နေတော့ဆိုတော့ကျွန်တော်တို့ဘာမှမသိရသေးဘူးလို့ယာယီပိတ်ထားပါတယ်လို့လဲဆိုပါတယ်။ခေးတယ်တွေမင်းလည်းပဲ။ ျွန်တော်တို့ဖြေရခက်တယ်ရက်ကတော့တအားကိုကန်နေပြီခီးသွားတွေကလည်းယထာနဲ့သွားကြမဲ့သူတွေများနေတယ်လို့ဆိုပါရယ်ရန်ကုန်ပကံယထာခီးစဉ်ကိုတော့ရက်နာရတဲ့အတွက်စက်တင်ဘာ30ရက်နေ့ကနေပကံကထွက်မဲ့ယထာခီးစဉ်ကိုလည်းပြည့်စွံ့နိုင်ခြင်းမရှိတာကြောင့်ယထာလက်မှတ်ဖြတ်ထားတဲ့သူတွေကိုငွေအန်ပြတ်ငွေယထာလက်မှတ်ဖြတ်ထားတဲ့သူတွေကိုငွေပြန်ယထာလက်မှတ်ဖြတ်ထားတဲ့သူတွေကိုငွေပြန်အန်ပြနေရတယ်လို့သိရပါရယ်တရင်ကျုံယုံပိရက်ကအောက်တိုဘာ9ရက်ကနေ9ရက်နေ့အထိဖြစ်ပြီးတော့ အစိုးရဝန်ထမ်းတွေနဲ့ကုမ္ပဏီဝန်ထမ်းအများစုကစနေနေ့ဖြစ်တဲ့အောက်တိုဘာ၄ရက်ကစပြီးရုံးပိတ်တာလို့ရှိကြောင်းသိရပါဗျ။